တို့ညာပြည်သူများအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်ရွတ်ဖတ်ပေးမှာကတော့ဆရာတင်မောင်မြင့်ဘာသာပြန်ထားတယ်တမ်နီလိပ်ပြာဆိုတဲ့ဘာသာပြန်ဝတ္ထုရဲ့အပိုင်း16ဖြစ်ပါတယ်ခင်ဗျာခန်းစားနာစဉ်ပြေးကြပါဦးခင်ဗျာယုံကျင်းဒုတိယနေ့ ရုံးခန်းထဲတွင်လူတွေပြည့်ကျက်နေသည်။တရားသူကြီးမြင့်အလာကိုဆောင်းရင်လေးတန်းနှိပ်ဖြင့်စကားပြောနေကြ၏။ချက်စတာကွင်နီကတရားခန်းစပွဲတွင်ထိုင်ရင်ဝက်ဖဲကိုကင်ကကျဉ်တတ်နေ၏။တိုနီကတရားရုံးခန်းမကိုဝေ့ကြည့်လိုက်သည်။မိမိအနာဂတ်ဘဝအတွက်ဆုံးဖြတ်ပေးမည့်လှုပ်ရှားမှုမျိုးကိုစရတော်မည်။ Franklin College တုန်းကအဖြစ်ကိုသွားသတိရလိုက်၏။ဆရာတင်ကြားပေးသည့်မိန့်ခွန်းကိုပြောမည်လား။ကိုပိုင်စကားလုံးများကိုပြောမည်လားဟုသည်ဝီယိုရီနှင့်နဗန်းလုံးခဲ့ရသည့်တည်ငှကိုပြင်မြင်လိုက်၏။ ို့တော့ပြည်သက်၏မျက်နှာများကမူထိုစဉ်ကနေလုံးဝမတူပါချေလိုကန်ကလစ်တန်ကိုလှမ်းမြင်လိုက်သည်မစ္စတာဝါတန်တို့ဇနီးမောင်နှံကိုလည်းတွေ့ရ၏ပြီးတော့ဂရစ်ချစ်ပန်နဲ့ဒေါက်တာရှစ်ပန်အားလုံးထဲတွင်ထပ်တူညီတူပုံတရံတစ်ခုကိုလှမ်းမြင်လိုက်သည်ဆရာကလမ်မား၏နေရာတွင်လူဝစ်ဒိုနက်တီမျက်နှာဖီလာဒဲဖီးယားကိုတစားစီဆွဲထုတ်ပြဖို့ဆွဲချစပွဲတွင်အတင်းထိုင်ဆောင်နေသည့်လူဝစ်ဒိုနက်တီဟိုတုန်းကကြောင်းခန်းမှာယခုတရားရုံးခန်းမှာ အားလုံးတခြားစီတိုးတော့အတိတ်နဲ့ပြဆုပ်ပံကိုဆက်ဆက်နေသည့်တရံတစ်ခုသည်တင်းငင်စွာရက်တည်နေ၏မမေတိုနီမမေတားလို့သူကိုဟိုရုံးကလိုပင်စောင့်ကြည့်ဒါဤကြည့်ကိုငန်းလင်နေစေဒါအတွက်ဂုံယူဝင့်ကြွားအားထမြန်တို့သည့်အပြုံးမျိုးကိုပြုံးနေစေငငယ်တော့ကမမေပြုံးကိုကြည့်ပြီးရှက်လိုလိုကြောက်လိုလိုဖြစ်ခဲ့၏ဒီနေ့တော့တမျိုးပါလားမမေကိုပြန်ပြုံးပြပြသည်တော်တော်စိတ်ထဲတွင်တော့မတင်မကြနဲ့ ဒီနေ့ငါမမေဂုံယူလောက်အောင်စွန့်ပြနိုင်ပါမလားဟု၍ George Archibald လိုလူကိုမျက်စိလဲအောင်လုပ်ရန်လက်မြန်ဖို့လိုကြောင်းသိရသည့်နေ့လည်းဖြစ်၏မနေ့က Archibald ကို Donnelly တည်းရဲ့မိကုံးများမေးပြီးသွားပြီဒီနေ့ပြန်လည်မိကုံးမေးရန် Donnelly လည်းဆွဲချက်မှာခိုင်ခန့်ပြည့်စုံလိုက်စစ်စက်တည်ကြလိုက်ရေပက်၍ဝန်းနိုင်စရာပဲမရှိ မနေ့က Donnelly တည်းဒီမှုခင်းဆိုင်ရာဆရာဝန်ကိုရောရဲကိုရောဘနာဆိုးကိုပါအပိုင်ချုံနောင်ပြီး အလုံးမမျောလင်းသည့်လက်နက်ပုံးတွေကိုပါထုတ်သွင်းသွားသည်ပရိသတ်တစ်ခုလုံးပါဇက်ဟောင်းသားဖြစ်သွားစေသည့်လက်နက်ပုံးဂျော့စတန်ကဂွေနီရေးသမျှစာတွေကို ဖိုင်တွဲထားသည်နှစ်ပေါင်းများစွာက ရေးခဲ့သည့်စာများကိုပင်ပျောက်ပြက်သိမ်းထား၏အလုံးဆယ်ဆောင်စာကိုးဆောင်မှမှုနှင့်ဘာမှမပသက်ဂွေနီကသူ့လေးကိုမြှောက်လိုက်ပင်လိုက်တောင်းပန်တွေးရှုလိုက်ဖြင့်ငွေတောင်းသည့်စာများစာများကိုရုံးတော်တွင်ဖတ်ပြစဉ်ဂွေနီမျက်နှာမပေါ်ဘဲခေါင်းငုံနေ၏ အချင်းမဖြစ်ပွားမီရဲ့အနှဲငယ်ကရေးသည့်စာကြောင့်တိုနီလှုပ်ရှားသွားခြင်းဖြစ်အတိလင်းချင်းချောက်ထားသည့်စာဒီတစ်ခါခမရကျွန်တော်ကိုတွေ့ဖို့ညင်းလို့မရတော့ပါဘူးအန်ကယ်ဂျော့ချ်ခင်ဗျားတို့သုံးဖက်လုံးလုံးကျွန်တော်စောင့်ကြည့်နေခဲ့တယ်။အခြေပြစောင့်ကြည့်နေတာနော်။ဘယ်လိုလဲအန်ကယ်ဂျော့ချ်။ဂျော့ချန်းသွားပြီလား။ဒီလိုပဲဖြစ်ရမယ်လေ။ကဲကျွန်တော်အန်ကယ်ဂျော့ချ်နဲ့တွေ့ကျင်တယ်။ကျွန်တော်လော့စ်အန်ဂျလိစ်မှာမိမတယောက်နဲ့ပြဿနာဖြစ်နေတယ်။ငွေ9000လောက်လိုတယ်။ ငားတောင်နော် Uncle George ဒီတစ်ခါခမားကောင်းခါရင်နောင်တရလို့မစွန်ဖြစ်မှာနော် Louis Donati ပြည့်စုံမှုများမှာဆစ်ဆက်သေးကြပါပြီတည်ရန်ကြအကျဉ်းသားဤလေဘင်းကိုစွန့်မိကြိုးကဲ့သို့ခိုင်ခန့်ပါပြီကျူရီလူကြီးတတိုင်ဟန်ပါပါဝင်လာကြသည် ထို့နောက်တရားသူကြီးမင်းယောနောကပြန်လည်မေကောမေးခံရန် George Archibo ကိုတက်တဲ့ဝက်ချန်စီသို့ခေါ်ယူလိုက်သည်ဒိုနီကသူနှင့်မျက်နှာချင်းဆိုင်တွင်ရက်လိုက်ဒိုနီက George Archibo ၏မှတ်ဉာဏ်ကောင်းမွန်နှင့်ဆူရှာသည့်ထိုးရင်းသိမြင်မှုကိုမင်းပြည့်တတ်လည်တွင်ချီးမြှောက်ပြောဆိုသည် Archibo ဘဝင်ခွေ့သွား၏ဒိုနေတီနှင့်စကားပြောရသည့်တဲ့ဒိုနီနှင့်ဆွေးနွေးရသည်ကိုပို၍တက်တောင့်တတာရှိသည်ထင်လာ၏ပေါင်းစံကြဗန္နာဇိုတယောက်ပြီးလူကြီးလူကောင်တယောက်ပိသစွာဝစ်စင်ထားသည့်တိုနီကိုပို၍အထင်ကြီးမိသည် ကဘိုဂီယိုနိုင်လာတီတိုနက်တီနဲ့ကွာခြားလေခြင်းဟုမြင်အောင်လာသည်တိုနက်တီမှာဖီလာဒဲဖီးယားတာမိုင်းသားအီတလီလူမျိုးဖြစ်၍အဝတ်စားတွေအမြဲတမ်းတွန့်ကြေးပေးကြံနေပြီးစေကြီးစွာနန်းနေတတ်၏ဆလိပ်ပြနိုင်ခြင်းနဲ့နေတတ်၏တိုနီကဂျော့စတန်ထွန်ညာတောက်သွားသည့်ရက်၃ခုနှင့်ပတ်သက်ပြီးစိတ်ပြနေပြီးအမေးဖြေလို့သည်စိတ်ပါလက်ပါလို့သည်ဘာနာဆို၏အရင်မျိုးစုံကြောင်းနားလေပုံအနံ့ကိုယင်ပါကျွမ်းကျင်ပုံတို့ကိုအမွန်းတင်သည် အာချီဘောနောက်ဆုံးခေါက်စာကြည့်ကန်းသို့သွားစဉ်အသေးစိတ်မြင်ကွင်းကိုပြန်ဖော်သည်အချင်းချင်းကြောင်ပိတ်ပြီးမသိမသာဖမ်းသည်တရားသူကြီးလောက်သူကမျက်မှောင်ကုတ်ကဘာမှနားမလဲလို့ကြည့်နေဆိုရရှင်နေစပွဲတွင်ဒိုနေတီကတောင်းသားထိုင်ပြီးတန်တဲ့မျိုးလုံးများဖြင့်ဒိုနီကိုစိုက်ကြည့်နေကဲမစ္စတာအာချီဘောဒိုနီတန်ကတိမ်မွေ့ဒေသနီရှိနောက်ဆုံးတစ်ခါခမည်းစာကြည့်ကန်းကိုသွားတော့တကားပိတ်ထားတာတွေ့ရတယ်မဟုတ်လားမှန်ပါတယ်ခမည်း ကျွန်တော်တကားကိုသာခောက်ပါတယ်။နှစ်ချက်ခောက်ပါတယ်။မစ္စတာစတန်ကနှစ်ပေကွာလောက်ကရက်ပြီးဖန်ခွက်တစ်လုံးပါတဲ့လင်မန်းကိုလှမ်းပေးပါတယ်။အဲ့ဒီချိန်မှာမစ္စတာအချီဘော့တရားခံကိုမမြင်ရဘူးပေါ့နော်။ဟုတ်ကဲ့ခင်ဗျ။ကျွန်တော်မြင်ကွင်းကနေသူထိုင်နေတဲ့နေရာကိုမမြင်နိုင်ပါဘူး။ဒါဖြင့်အဲ့ဒီချိန်မှာတရားခံကစာကြည့်ကန်ထဲကထွက်သွားနေပြီလို့မြင်ဆနိုင်ဘူးလားမစ္စတာအချီဘော့။လေမန်းနဲ့ကဖန်ခွဲကမစ္စတာစတန်ညအေးရဝင်းကနေတောက်တဲ့ဖန်ခွဲမဖြစ်နိုင်ဘူးလားမဖြစ်နိုင်ပါဘူးခင်ဗျာ သူအဲ့ဒီမှာရှိနေတာသိကြပါတယ်ကျွန်တော်ဘန်ခွဲကိုနန်းကြည့်ပါတယ်အရက်နံကအပေါ်စားချက်ရက်နံပဲတိုနီကသူ့စပွဲစီတို့တစ်ချက်လှမ်းကြည့်လိုက်တစ်ချိန်လုံးညင်ပြီးနားထောင်နေသည့်လူတစ်ယောက်ကိုချက်ပြလိုက်သည်သူတို့ကထလာပြီးစပွဲငယ်လေးတစ်လုံးကိုတက်တည့်ရက်နေရာဝက်ချန်စီတို့မှယူလာသည်ပြီးတော့တစ်တာကလေးတစ်လုံးကိုဖွင့်၍ပလင်း၃လုံးကိုထုတ်ယူလိုက်သည်ပလင်းတလုံးစီတွင် ABC စလုံးလေးတွေကတ်ထားသည်ပြီးတော့ဖန်ခွက်၃လုံးမှာထုတ်ယူလိုက်သည် ဖန်ခွက်တစ်ခုစီနေတဲ့အလားတူ ABC စက်လုံးလေးများကပ်လျက်မစ္စတာအချီဘော့ခင်ဗျာတော်နေ့တန်ကဒီနေ့နေ့ရှိလိုက်ဖဖော်ရွေနိုင်လိုက်ဂျူရီလူကြီးတွေကိုခင်ဗျာဘလောက်အရက်နဲ့ခွဲခြားနိုင်လဲဆိုတာတစိုက်တယုတ်ပြပေးပါလားလူဝစ်တော်နဲ့ဒီကလက်ထိုင်မှခုံထလာသည်ကျွန်တော်ကန့်ကွက်ပါရဲ့တရားသူကြီးမြင့်ခင်ဗျာဒီနေ့နဲ့စစ်ဆေးတာတဘာမှမကြပါဘူးလက်လည်းမခံသေးပါဘူးတော်နေကစိတ်ပြက်လက်ပြက်တန်းနေတရားသူကြီးမြင့်ခင်ဗျာ တတ်တေကိုရန်ကတရားခံကအဲ့ဒီချိန်မှာစာကြည့်ခန်းထဲကမထွက်သေးကြောင်းထွက်ဆိုပြီးဖြစ်ပါတယ်။ဒီလိုထွက်ဆိုတာကလည်းမစ္စတာစတန်နောက်ဆုံးပြီးတဲ့ဖန်ခွက်ကတရားခံတောက်တဲ့အပေါ်စားချက်ရက်ထဲတဲ့ခွဲ ဖြစ်နေလို့ဆိုပါတယ်။ဒါကြောင့်တတ်တေကိုအရင်နဲ့ခွဲနိုင်မခွဲနိုင်စစ်ဆေးတာကသဘာဝကျပါတယ်။လက်ခံသင့်ပါတယ်။ဒိုနတီကကန့်ကွက်သည်။တရားသူကြီးမင်းခင်ဗျာတတ်တေပုဂ္ဂိုလ်ရဲ့အလို့ဟာဘဏ္ဍာဆိုးလို့ဖြစ်ပါတယ်။အရင်မျိုးစားခွဲကြတဲ့ဝိုင်မင်းသမားမဟုတ်ပါဘူး။ ဒါကြောင့်ဒီနည်းနဲ့စမ်းသပ်မယ်ဆိုရင်တက်တွေကိုတရားခံဘက်ကစိတ်သက်ကြောင့်အနိုင်ကျင့်ရရောက်ပါတယ်။စကားပြောမှားသွားကြောင်းသူနဲ့တီချက်ချင်းတိလိုက်သည်။စိတ်သက်ကြောင့်အနိုင်ကျင့်ရရောက်သည်ဟုမတုံ့ဆွဲသင့်။သို့တော်နောက်ကျသွားပြီ။တရားရုံးတစ်ခုလုံးရေတံများလွှမ်းသွား၏။အာချီဘောကရောရောင်ပြီးလိုက်ပြုံးသည်။တရားသူကြီးကအင်ဒရစ်ဆယ်ပြီးစပွဲကိုသူနဲ့ထူ၍ပြေးသက်ကိုထင်းလိုက်၏။အားလုံးညင်သွားမှတရားသူကြီးကစကားဆသည်။အစိုးရရှိနေကြီးကိုရုံးတော်ကမြစ်တာရက်ခံပါတယ်။ ရောင်းတော်အနေနဲ့တဲခန့်ကျိုးဆောင်ဟာအဓိကတက်တဲ့ပုံမှာအနိုင်ကျင့်တယ်လို့မြူဆပါဘူး။သူစိတ်ထဲမှာနိုင်ကျင့်ခံရတဲ့ထင်နေလားလို့တက်တဲ့ကိုမင်းပိုတင့်မြတ်ပါတယ်။အာချီဘောဖြည်သည်။တရားသူကြီးမင်းခင်ဗျာတဲခန့်ကျိုးဆောင်ရှင့်နေကြီးဟာလွန်ပြည့်ဝတဲ့ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်။ညာသားထောက်ထားတဲ့စိတ်ထားလည်းရှိပါတယ်။ရှင့်နေကြီးခိုင်းတာကိုကျွန်တော်တရားခွဲပေးဖို့ဝင်မလေးပါဘူးခင်ဗျာ။အစိုးရရှင့်နေကြီးရဲ့ကန့်ကွက်ချက်ကိုရောင်းတော်ကပေးပါတယ်။ဒိုနတီထလာပြန်သည် တရားသူကြီးမင်းခင်ဗျာကျွန်တော်ကန့်ကွက်ရခြင်းအကြောင်းကတော့ဘာမှမသိတဲ့ပလင်းတွေထဲမှာဘာအရေးတွေပါမှမသိပဲရုံးတော်ကိုတက်တည်ဖြစ်တင်ပြတာတဘာဝမကြလို့ပါတိုနီကဒီတော့မှတရားသူကြီးမင်းခင်ဗျာတက်တည်ဖြစ်တင်ပြတဲ့ပလင်းတွေထဲမှာဘာတွေပါတယ်ဆိုတာအားလုံးနားလည်ပြီးသားလို့ယူဆရတဲ့အတွက်ကျွန်တော်ဒီပလင်းတွေနဲ့မိတ်ဆက်မပေးမိခြင်းဖြစ်ပါတယ်ကျွန်တော်အခုဝမ်းပန်းတတာပဲမိတ်ဆက်ပေးပါမယ်တဆက်တည်းကျွန်တော်လက်ထောက်နဲ့ပါရုံးတော်ကိုမိတ်ဆက်ပေးပါရစေသူဟာဓာတုဗေဒပညာရှင်တယောက်ဖြစ်ပါတယ် သူဝယ်လာတဲ့ပစ္စည်းတွေက Glenmary Whiskey Dublin, Ryan Dutton Whiskey Dublin နဲ့ချက်ရက် Dublin ဖြစ်ပါတယ်။အားလုံးအစိုးရရက်ဆိုင်ကဝယ်လာတာပါ။အရေးအားလုံးကအမကန်နဲ့ရောင်းတဲ့ဆိုင်ကြီးဖြစ်ပါတယ်။တရားသူကြီးကကန့်ကွက်ချက်ကိုပယ်ကြောင်းဆက်လက်လျှောက်ထားဖို့အကြောင်းပြောသည်။တိုနီကသူ့လက်ထောက်ဘက်သို့လှည့်ပြီး Ablin နဲ့မှဖန်ခွက်အီတဲ့သို့အရက်နှင်းငယ်ငှက်ခိုင်းသည်။အလားတူ Ablin နဲ့မှဖန်ခွက်ပြီးတဲ့သို့၎င်း C Ablin နဲ့မှဖန်ခွက်စီတဲ့သို့၎င်းအနှင်းငယ်စီငှက်ခိုင်း၏။ တက်ထောက်လို့သူကအဖန်ခွဲ၃ခွဲတွင်အရက်ငှဲ့နေစဉ်တိုနီကသူ့စွဲစီသို့ပြန်လျှောက်လာကပီတီတီစောင့်ကြည့်နေ၏ဖန်ခွဲ၃ခွဲတွင်ငှဲ့ပြီးသောအခါသူ့လက်ထောက်ကလည်းနေရာတွင်ပြန်ထိုင်သည်တရားရုံးခန်းတစ်ခုလုံးအကြတမ်းများကြားအလောင်းတိတ်ဆိတ်နေ၏မျက်လုံးမောင်းများစွာသည်တိုနီတွင်ဆုရက်ဖြင့်ဆုဆိုင်နေ၏ တိုနီရှိမှာဇွဲော်တွင်ရေဖန်ချိုင်းတစ်ခုရှိနေသည်တိုနီကရေချိုင်းထဲမှဖန်ခွက်ထဲသို့ရေတစ်ခွက်ငှက်လိုက်သည်တချိုင်းပေါ်ပြီးတက်တဲ့ဇွဲစီသို့လျှောက်သွား၏မမထင်ဟန်ဖြင့်ဖန်ခွက်ကိုလက်ထဲတွင်ကင်လျက်လက်ထဲမှာဖန်ခွက်ကိုရက်သုံးခွက်တင်ထားသည့်ဇွဲငယ်ပေါ်သို့မတိမတာတင်ထားလိုက်၏အေးမသားကတ်ထားသည့်ဖန်ခွက်ကိုကင်ပြီးကဲမစ္စတာချီပေါ်ဟောဒီဖန်ခွက်ထဲကအဲ့ရဲ့မျိုးစားကိုခမပြောပြစမ်းပါကျွန်တော်ခမကိုအလို့တကြီးမမေးဘူးနော်ဖြည်းဖြည်းဖြည်း ဟုတ်ပြောရင်ဖန်ခွက်ကိုလှမ်းပြလိုက်မစ္စတာအချီဘောကပြုံးနေသည်သူ့ဘောနဲ့စမ်းစာပြရမည့်အချိန်ဒီထိုတဲ့ငါဟုယုံကြည်နေသည်လားနှာခေါင်းကိုဖန်ခွက်နဲ့တိလိုက်သည်ပြီးတော့အနှံ့ကိုရှူလိုက်ဒီရဲ့တိတာပါလေခင်ဗျာချက်ရက်မှာလောလောလတ်ချက်လာတဲ့ရက်ပါကျေးဇူးတင်ပါတယ်မစ္စတာအချီဘောကဲဖန်ခွက်ဘီကိုတစ်စိတ်လောက်ခွဲခြားပြပါအောင်ဖြည်းဖြည်းနော်ခင်ဗျာကြိုက်တော့အချိန်ယူနိုင်တယ်တော်နီကအချီဘောကိုအားပေးသည့်အပြုံးမျိုးပြုံးပြီးပြောလိုက် အာချီဘောကဖန်ခွက်ကိုလှမ်းယူပြီးနန်းသည်ဇဝေဇွာဖြစ်သွားပုံရသည်နောက်တစ်ချိန်ငုံနိုင်ပြန်၏တတော်နှင့်ကောင်းမဖို့တဖြည်းဖြည်းပြုံးလာ၏ရပါပြီကျွန်တော်ကြာသွားတာကမဝေခွဲနိုင်လို့မဟုတ်ပါဘူးအကျိုးဆောင်ရှင်နေကြီးကကျွန်တော်ကိုအချိန်ယူဖို့ပြောထားလို့တမင်ချိန်ယူလိုက်တာပါဒီဖန်ခွက်ဟာ Ryan Dutton Whiskey ပါတတော်အနံ့ပြင်းတဲ့အရက်မျိုးစာမန်သိတာပါတယ်တိုနီကဇွဲပေါ်မှာဖန်ခွက်ကိုပြန်ယူလိုက်သည် ကျေးဇူးတင်ပါတယ်မစ္စတာအချီပေါ်ဟုပြောရင် အောက်တုံကုန်းမကြည့်ပဲဖန်ခွက်ကိုစပွဲပေါ်သို့ပြန်ချထားလိုက်သည်။ပြီးမှတတိယဖန်ခွက်ကိုကောက်ကင်ပြီးအချီပေါ်ကိုလှမ်းပြလိုက်သည်။ကဲမစ္စတာအချီပေါ်တတိယခွက်ကိုဆက်လုပ်ပါဦး။အချီပေါ်သည်ဖန်ခွက်ကိုငုံနှမ်းပြန်သည်။ဆက်ခနဲကောင်းမော်လာပြီးတွနီကိုမကျင်တဲ့သည့်အမူအရာဖြင့်လှမ်းကြည့်သည်။ကျိုးဆောင်ရှိနေကြီးခွက်မားနေပြီခမ။ဒါရေခွက်ပါ။ဗျာဟုတ်လား။ တိုနီကလှုပ်လှုပ်ရှားရှားဖြစ်သွားပြီးစိတ်ရှုပ်တည်မှုရပြင်ပတ်ဝန်းကျင်ကိုတစ်ချက်ဝစ်ကြည့်လိုက်ပြီးခမရသေးကြရဲ့လားမစ္စတာဂျီဘောတည်တည်ချာချာနန်းကြည့်ရဲ့လားအာဂျီဘောကမျက်မှောင်ကုပ်ပြီးမစ္စတာလော်ရန့်စ်ခမရဒီခမကခရေခွက်မှန်ကျွန်တော်မြင်မြင်ချင်းသိလိုက်ပါတယ်နန်းကြည့်တော့လေကျမ်းမာရေးဌာနကမြို့သုံးရေကိုခတ်ထားတဲ့ကလိုရင်းနံကလွဲပြီးဘာနန်းမှမရှိပါဘူးတိုနီကမကြင်မနက်မှုရပြင်ဘယ်လိုလုပ်ပြီးရေခွက်ဖြစ်နိုင်မှလဲမစ္စတာဂျီဘောခမရကိုဖန်ခွက်စီလှမ်းပေးလိုက်တာဗျာ မစ္စတာအခြေဘောကအပေါ်စီးရသည့်လေတံဖြင့်ဖန်ခွက်စီမဟုတ်ဘူးခမမစ္စတာလော်ရင့်စ်ရဲ့ရေဖန်ခွက်ကမှားလာပြီးတာကျွန်တော်ပြောရတာအာရုံ၆လာပြီဗျာခဏလေးနော်အာချီဘောကဖန်ခွက်ကိုပါစက်နဲ့တေးလိုက်သည်တော်နီတယောက်အသက်ပင်မရှိဘဲယင်တမမှစောင့်ကြည့်နေဒီလိုဖြစ်လာမည်ဟုသူကြိုတက်မှထားမည်အာချီဘောသည်ဖန်ခွက်ကိုမော့သည်ချောင်းတစ်ခုအစိုးကတီးတော်၏ပြီးတော့ဘလုံးမထွေးနဲ့អော်သည်ဒါဂျင်းတွေဂျင်းတွေခမကျွန်တော်တက်တက်လှဲ့စားတာ အီရင်တိုနီကအချီဘော့လက်ထဲမှာဖန်ခွက်ကိုဖျက်ခနဲ့ဆွဲယူလိုက်ပြီးအသင်းဆောင်ထားသည့်ကော်တဖက်တော့စက်ကုတ်ကလေးနဲ့ဖန်ခွက်ကိုကတ်လိုက်။စာရွက်ကလေးပေါ်ရင်ရေးထားသည့်မှတ်သားမှာဒီအနီအောင်ဖြင့်ပေါ်ပေါ်လင်းလင်းရေးထားခြင်းဖြစ်ရုံငန်းတစ်ခုလုံးဝေါကနဲ့ဆူညံသွားသည်ပလောရိုက်သွားသည့်အတန်ကိုလွှမ်းပြီးလူဝစ်တိုနီသည်အတန်ထွက်လာသည်ဒေါသကြီးအော်ဟစ်ကန့်ကွက်နေ၏တရားသူကြီးစပွဲကိုတော့ထွေအတန်ကြားမှငြိမ်သွားသည်တိုနီကအတန်ကုန်ဟိ၍တရားသူကြီးမင်းခင်ဗျာ ဒီမျက်လက်ပွဲမျိုးကိုမှတ်တမ်းမတင်ဖို့ရောင်းတော်ကိုကျွန်တော်ရှောက်ထားပါတယ်။တိုနီကတံပြက်ပြင်ဝင်၍တရားသူကြီးမင်းခင်ဗျာအခုစစ်ဆေးမှုနဲ့ပတ်သက်တဲ့အစိုးရရှေ့နေကြီးကန့်ကွက်ချက်ကိုရောင်းတော်ကပယ်ချပြီဖြစ်ပါတယ်။နောက်ပြီးတော့ကျွန်တော်စစ်ချက်ဟာလည်းပေါင်းဝင်နေသေးပါ။ပိုလို့တော်စိတ်ဝင်စားစရာကောင်းလာပါတယ်။ မင်းတက်တယ်ကိုတက်တက်လှဲစားတာပဲတော်နေသူနှခေါင်းဘာနဲ့မှမရတော့အောင်မင်းရက်ခွက်တွေမျိုးမျိုးအနမ်းခိုင်းပြီးမှဒီခွက်ကိုလိန်ပေးတာဘဒေါ်ဆာမှားပေးတာမဟုတ်ဘူးမင်းတမင်တကာလောက်တာတရားသူကြီးမင်းခမညာတော်နေတန်ကအေးစိတ်ငြိမ်တက်လျက်ဆိုရရှင်နေကြီးကသူကိုယ်တိုင်စစ်ခံရင်လည်းဆိုရင်တက်တဲ့စပွဲကိုကြွခဲ့ဖို့ကျွန်တော်မြစ်တာရက်ခံပါတယ်ရုံငန်းထဲတွင်ဆက်တနက်ပြစ်လိုလက်ခုပ်တန်တွေလှမ်းသွားပြီတရားသူကြီးကစပွဲကိုထုပြီး အစိုးရရှိနေရဲ့နောက်ဆုံးစကားရများကိုမှတ်တမ်းတင်တဲ့ကပယ်ဖျက်လိုက်ပါတယ်။မစ္စတာဒိုနက်ဒီကန့်ကွက်ဆရာရှင်ရုံတော်ရဲ့ထုံတမ်းစလာဘောင်တွင်းကပဲကန့်ကွက်ပါ။ခမရအုံနှုံးတွေကရုံတော်အတိမတ်ပြုတဲ့အုံနှုံးမျိုးတွေမဟုတ်ဘူး။တက်ခန်ကျိုးဆောင်ရှိနေကြီးစက်မင်းနိုင်ပါတယ်။ဟုတ်ကဲ့တရားသူကြီးမင်းခမရတခုတော့ကျွန်တော်ရုံတော်ကိုတင်ပြပါစေ။တပ်တွေကိုမူရစ်စေပြီးစစ်တဲဆိုတဲ့ဆွဆွဲချက်မျိုးကိုကျွန်တော်မခံနိုင်ပါဘူး။ဒါကြောင့်လိုအပ်ရင်အနာပေးဖို့ရုံတော်ကိုရှောက်ထားပါတယ်။ တရားသူကြီးကအာချီဘောဖက်သူလှည့်ပြီးမိသည်ခမရဝန်ထဲကိုအဲ့ဒီအဲအဲ့ဒီအရေးတွေတော်တော်ဝင်သွားသလားမစ္စတာချီဘောတိတ်မများပါဘူးခမရပထမကြိုက်တီးသွားပြီးနောက်တိတ်မဝင်ပါဘူးလူဝစ်တွန်နဲ့တေကဂျူရီလူကြီးများစီတို့ဖြတ်ခနဲ့လှည့်ကြည့်ပြီးဂျာနာစစဲမှုကိုရန်နာဖို့ကျွန်တော်အနေနဲ့မလုပ်ဘူးထင်ပါတယ်ဒါပေမဲ့ကျွန်တော်ညှဉ်းဆွချက်ကိုမှတန်းတင်ပေးဖို့ရုံးတော်ကိုရှောက်ထားပါတယ်အဲ့ဒါကဘာလဲဆိုရင် ဂျင်ရက်ကိုတက်တေကခွဲခြားမသိလိုက်တဲ့ကိစ္စဟာအခြားရဲ့မျိုးစားတွေကိုခွဲခြားနိုင်ခဲ့တဲ့အချက်ကိုဘယ်လို့မှမချေဖြစ်နိုင်ပါဘူးဆိုတဲ့ချက်ပါပဲ။တဆက်တည်းဂျင်ရက်ခွက်ကိုရေခွက်ဆိုပြီးပေးတာကိုလည်းကျွန်တော်ထပ်ကောက်ွက်ပါရယ်။ကန့်ကွက်ချက်ကိုပယ်ချပြပါပြီ။တေကန်ကျိုးဆောင်ရှိနေကြီးဆက်မေးပါ။လူဝစ်တွန်နဲ့ဒီသူ့စွဲစီတို့ကပုတ်ကျုံနဲ့ပြန်လျှောက်သွားသည်။တွန်နီနားတို့ရောက်တွင် သူတို့ကပ်ပြောသည်။ခွေးမာသာမင်းကွက်တွေကိုငါမသိဘူးအောင်းမင်းနေလား။တွန်နီကလည်းသူကြားလောက်အောင်ပြန်ပြောသည်။ ဒါကဘာမှမဟုတ်သေးဘူးလူဝစ်နောက်လာအောင်မယ်မင်းစောင့်တာကြည့်နေနေရမခက်နဲ့နော်တက်တဲ့စွဲစီတို့တိုနီရှောက်သွားသည်အာချီဘောတယောက်ရှင်ရှင်ပြပြမရှိတော့ကလက်ထိုင်းနောက်ကြောကိုတက်နိုင်သည်များတိုးပြီးထိုင်နေ၏တဲခန်ရှိနေနေဝင်းနိုင်သည်များဝေးအောင်လှုပ်နေသည်လားမစ္စတာအာချီဘောတိုနီတန်ကဆော့ဆော့ကလိုဖော်ဖော်ယူယူမဟုတ်တော့ခက်မှမှခက်ပြက်ပြက်ပထမရက်နှစ်ခွနဲ့အနံ့ခမရနှာခေါင်းထဲမှာစွဲနေတဲ့တွေ့ တတိယခွက်ကိုဂျင်းနဲ့ရေမခွဲနိုင်တာလို့ခင်ဗျားထင်သလားအာချီဘောတိတ်တိတ်ငေါ့ငေါ့ဖြစ်နေပြီကျွန်တော်ကျွန်တော်အဲဒုတိယခွက်ကိုနမ်းကြည့်တော့ကျွန်တော်ရုတ်တရက်ခွဲဖို့ခက်နေတယ်ပထမခွက်ရဲ့အနံ့အကြောင်းများလားမသိဘူးစောစောကခင်ဗျားအဲ့လိုမပြောခဲ့ပါဘူးလူကရင်ရုံးတော်လက်ရည်တို့ဈေးကခင်ဗျားရဲ့ထွက်ချက်မှတ်တမ်းကိုပြန်ဖတ်ပြပါလိမ့်မယ်ခင်ဗျားအချင်းကြာသွားတာဟာအရင်မျိုးစားမခွဲနိုင်လို့မဟုတ်ပဲကျွန်တော်ကအချင်းယူပါဆိုလို့တမင်အချင်းယူတာပါလို့ခင်ဗျားထွက်သွားတယ်လीအဲ့ဒါဟုတ်လား အဲအဲဒါကဟုတ်ဟုတ်ကဲ့စစောပိုင်းကခမားထွက်ချက်ထဲမှာတနေ့ကိုအရင်နှစ်ကြိမ်တောက်တယ်လို့ဆိုရနော်ပထမကြိမ်ည၈နာရီမှာတောက်တယ်တဲ့နောက်တစ်ကြိမ်က10နာရီတဲ့နောက်ပြီးခမားပြောသေးတယ်အဲ့ဒီညမှာပထမကြိမ်ကိုခါတိုင်းတဲ့နောက်ကျတောက်ဖြစ်တယ်တဲ့ဒုတိယကြိမ်ကိုတော့ခါတိုင်းချိန်မှာပဲတောက်တယ်တဲ့10နာရီပေါ့ဟုတ်လားအာချီဘောကြီးဖြေရီစစောပိုင်းကလို့တန်းတန်းဖွဲ့ဖွဲ့မဟုတ်တော့ဟုတ်ကဲ့ နောက်ခမပြောသွားသေးတယ်ခမအရက်ကိုစိန်ခံပြီးတောက်တတ်တယ်တဲ့ဒီတော့ခမအရက်ခွက်ကိုကန်ပြီးအနံ့ခံရင်ဇယွန်တတ်တဲ့ဘောပေါ့ဟုတ်လားဟုတ်ပါတယ်ကျွန်တော်တွက်ကင်းရဆိုရင်ခမဒုတိယကျင်းတောက်တာစာကြည့်ခန်းထဲကိုမသွားခင်ကလေးတင်းပဲဖြစ်ရမယ်အနံ့တစ်မျိုးနှာခေါင်းထဲမှာဆွဲနေလို့နောက်ထပ်အနံ့မခံနိုင်ဘူးဆိုရင်ခမဆရာနောက်ဆုံးလှမ်းပေးတဲ့လင်မန်းနေကဖန်ခွက်ကိုခမဘယ်လိုခွဲနိုင်တော့မလဲဟုတ်လားမစ္စတာဂျီဘောဒီမင်းကိုကျွန်တော်ကန့်ခွက်ပါတယ်ဒိုနေတီကဆက်လက်လျှောက်ထားသည် တရားသူညီမခင်များတေကန်ရှိနေထွက်ချက်ထဲမှာနှာခေါင်းထဲဆွဲနေတဲ့အနက်ဟာဘယ်ရည်ဘယ်မြကြာမှပြတ်သွားတယ်လို့မပပါဘူး။ဒါကြောင့်ကျွန်တော်ကန့်ကွက်ပါတယ်။ဒီကန့်ကွက်ချက်ကိုရုံးတော်ကလက်ခံပါတယ်။ဂျူရီလူကြီးတွေကဒီချက်ကိုထဲသွင်းမစင်စားစေရပါဘူး။တိုနီကဒီအတွက်လုံးဝအင်ဒရီမပြဲမတိကြိုးကြွန်ပြုတ်နေလိုက်။ဂျူရီလူကြီးတွေကိုထဲမစင်စားဖို့အပေါ့အော်ပြောနေပါစေ။ဆုံးဖြတ်ဖို့စဉ်းစားသည့်အခါဂျူရီလူကြီးတွေဒီချက်ကိုသတိရနေကြမည်သာ။တိုနီကပြန်လည်မေးခွန်းဆက်မိသည်။ မစ္စတာအချီဘောခင်ဗျာဒီမေးခွန်းကိုပဲကျွန်တော်ပြန်မေးပါမယ်အဲ့ဒီဖန်ခွက်ကတကယ်ပဲအပေါ်စားချက်ရက်ထဲတဲ့ဖန်ခွက်လို့ခင်ဗျာအပိုင်ပြောနိုင်သလားဒါအသိအရေးကြီးတယ်နော်ခင်ဗျာနောက်ဆုံးအခါစာကြည့်ခန်းကိုအလာမှာတဲခင်ဗျာအခန်းထဲမှာရှိသေးသလားမရှိတော့ဘူးလားဆိုတာအဲ့ဒီရက်ခွက်ပေါ်မှာမူတည်နေတယ်ကျွန်တော်ကျွန်တော်ထင်တော့အဲ့ဒီခွက်ကအပေါ်စားချက်ရက်ခွက်ပဲဗျအာချီဘောကတုံဆိုင်တုံဆိုင်နေအဲဒါပေမဲ့ ကျွန်တော်အာချီဘောထပ်ပေါက်ရှာနေပြင်းထန်စဉ်းစားနေတနေရာရင်ထပ်ပေါက်တွေ့သွားသည်လားသူခန်းထဲမှာရှိနေတာသိကြရဲ့လေအဲ့ဒီနောက်ပိုင်းသူ့အတန်ကိုကျွန်တော်ကြားနေရလို့ပြောခဲ့တာပဲအာချီဘောကအောင်မြင်ဝင့်ကြောစွာပြောလိုက်ဒိုနေတီစီမလောင်ရည်တန်တရက်တစ်ချက်ထွက်လာသည်ဒိုနီကတက်တဲ့ကိုခေါင်းတော်မြင်မှုရပြင်းစားတော့ဝါတော့မတက်ကြည့်ကား အဲ့ဒီညာဆယ်နာရီထိုးပြီး10မိနစ်မှာတရားခံစာကြည့်ခန်းထဲမှာရှိနေတယ်လို့ခမရကဂျွေလူကြီးတွေကိုပြောပြနေတာလားသူ့အတန်လို့ယူဆရတဲ့အတန်ကိုခမရကြားတာကနောက်နိုင်ဝက်ကြမှာနော်။ဒါလေခမရအကြမ်းမြင်ပေါက်နေလို့လား။10နိုင်မိနစ်40မှာဖြစ်မဲ့ကိစ္စကို10နိုင်10မိနစ်မှာခမရကြိုကြားနေတယ်ပေါ့ဟုတ်လား။ရှင်းနေကြီးပြောတာကျွန်တော်နားလေပါပြီ။ကျွန်တော်ဇွေးဇွားဖြစ်သွားပါတယ်။ကျွန်တော်ကောင်းတဲ့အဖြစ်အပျက်တစ်ခုရောထွေးနေလို့ပါ။ ။ဒါဖြင့်ရန်ဖန်ရန်ကခမည်းကောင်းထဲမှာဖြစ်ပျက်တွေရောထွေးနေတယ်လို့ဝန်ခံတာပေါ့။အဲအဲ့ဒီလိုလည်းမဟုတ်ဘူး။ဩအဲ့ဒီလိုလည်းမဟုတ်ပြန်ဘူးဟုတ်လား။တိုနီကမဲ့ပြုံးပြုံးပြီးဆက်မိသည်။ဒီမဲ့မစ္စတာကြီးပေါ့။တရားခံရဲ့အတန်ကိုခမည်းကြားတယ်လို့ပြောခဲ့တယ်နော်။ဟုတ်ကဲ့ပြောခဲ့ပါတယ်။အဲ့ဒီချိန်ကခမည်းအပေါ်ထဲမှာဟုတ်လား။အဲ့ဒီတန်လာရနဲ့ခမရှိတဲ့နေရာကြားမှာဘာတွေရှိနေလဲအခင်းရှိပါတယ်အခင်းရဲ့အောက်မှာမျက်နှာကျက်တစ်ထပ်ရှိပါတယ် အင်ကြီးကအေယာမအခိုင်ခံစောက်ထားတဲ့အင်ကြီးနော်ဟုတ်ကဲ့ဒူကြီးတဲကြီးနဲ့စောက်ထားတဲ့အင်ကြီးပါဒါတော့အောက်ထက်ကအတန်ကိုခမရအပေါ်ကခွဲကြနိုင်တယ်နော်ဟုတ်ကဲ့အကျယ်ကြီးအော်လို့ကြားရတာပါဟုတ်ပါပြီတဲခင်အဲ့လိုအော်မပြောခင် သူစကားပြောတာဘယ်နှခွန်းလောက်ခမရကြားဖို့တလဲအခွန်း90လောက်ရှိမယ်ထင်ပါတယ်အခွန်း90မှာအော်ပြောတာဘယ်နှခွန်းလဲတခွန်းမှမပါပါဘူး သူအော်ပြောတံကိုတခေါင်းမှမကြဘူးပဲနဲ့အရာမဒူကြီးတဲကြီးနဲ့စောက်ထားတဲ့အင်ကြီးအောက်ကအော်ပြောတံကိုပေါ်တက်ကနေပြီးသူ့အတံမှလို့ခင်ဗျဘလို့ပြောနိုင်လဲသူ့အတံနဲ့တော့တူတာပဲခင်ဗျခင်ဗျဒါဖြင့်အတံကြားနှုန်းအစ်စ်ခံမလားတိုနီကတို့တို့တောက်တောက်ထောက်မိလိုက်အာချီဘောကပခုံးတွန်းလိုက်သည်ကန့်ခွက်ပါတယ်ဒိုနေတီကဘလုံးမထွေးအော်သည်တေလိုပြတက်တေဟာစစ်စစ်ခံနိုင်တဲ့အခြေအနေမှမရှိပါဘူးခင်ဗျသူကတကယ်ပဲအနိုင်ကျင့်ခံရပါတယ် တရားသူကြီးကန့်ကွက်ချက်ကိုလက်ခံသည်တွန်နီဂျနက်သွားသည်ထိုချက်ကိုလည်းဂျူရီလူကြီးတွေအမှတ်ရနိုင်ကြမည်မဟုတ်ချာကဲမစ္စတာအချီဘောစောစောကကျွန်တော်တို့စမ်းသက်ခဲ့တဲ့အကြောင်းလေးစမြုပ်ပြန်ကြရအောင်ခမရဂန္ဓာယုံနဲ့ပတ်သက်လို့အလွန်တော်တဲ့လူနော်ဒါခမရကြင်ညာပြီးသားကျွန်တော်ဇပွဲမှာဖန်ချိုင်တဲ့ကအရက်ကိုဖန်ခွက်ထဲငှဲ့တာခမရမြင်နေနော်အဲ့ဒီတော့ခမရပါထင်းလဲကျွန်တော်ရေပဲထင်တာဗောဒါပေမဲ့ခမရအထင်မှားသွားတယ်မဟုတ်လားအင်းဟုတ်ပါတယ် အရက်ကိုရေထင်းအောင်နေမကဘူးရေမှာထည့်လီရှိတဲ့ကလိုရင်းနဲ့တောင်ခမနှာခေါင်းကရလိုက်သေးတယ်ဟုတ်တယ်နော်ဟုတ်ဟုတ်ကဲ့မစ္စတာစတန်တည်တဲ့ညကအဲ့လိုကောက်ချက်အမားတွေခမဘလောက်ချခဲ့တယ်လဲမစ္စတာချီပေါ်ဘာကိုဆိုလိုတာလဲခမတဲခံရောက်လာတော့ခမသူ့ကိုစာကြည့်ခန်းနဲ့ခေါ်သွားတယ်အခန်းထဲကပစ္စည်းတွေရဲ့အနေအထားကိုတိတိကျကျမှတ်သွားတယ်ခမလည်းအဲ့ဒီတိုင်တွတ်ထားရနော်နောက်ပြီးတော့ခဏနေလို့ပြန်ရောက်လာတော့မစ္စတာစတန်ရဲ့စပွဲအန်ဆာတစ်ခုပွင့်နေတယ်လို့ခမပြောတယ်တနတ်ထားတဲ့စပွဲတဲ့ ဟုတ်လားစစောကပိတ်ထားခဲ့တဲ့အန်ဆွဲတဲ့ခမ ्या ကဒီမှာကောက်ချက်ချတယ်တဲခန်က၆လုံးပြူကိုခိုးယူတယ်လို့ဟုတ်တယ်နော်ဂျာကင်အိတ်ထဲကလေးလံတဲ့အရာဝတ္ထုတခုပြူထွက်နေတာကိုလည်းကျွန်တော်မြင်သေးတယ်လေပြူထွက်နေတာမြင်ရတာတော့ဟုတ်ပါပြီပေါ်ပါတဲ့အရာဝတ္ထုတခုပြစ်ကျင်လည်းဖြစ်နေမှာပါဘာကြောင့်လေးလံတဲ့အရာဝတ္ထုလို့ခမ ्या ပြောနိုင်တာလဲသူရှေ့ကိုကိုင်းလိုက်တော့ပြောင်းလဲလဲအရာကိုကျွန်တော်မြင်လိုက်ပါတယ်အလုံးမကြီးမရမသေးကြတဲ့အဲ့ဒီအချက်ကလေးတွေက ခုတင်ကကျွန်တော်ကြားတဲ့ကအရေးကိုဖန်ခွက်တဲ့ငှက်ထဲတော့ခမထင်မြင်ချက်ပြီးတဲ့သဘောတည်းဘာမှမပေါ်ဘူးမစ္စတာချီပေါ့တနေရာမှာခမဟာရေခွဲလို့ပြောတယ်နောက်တနေရာမှာတော့တနက်ကိုခိုးပြီးဂျက်ကင်အင်ကြီးအိတ်ထဲထည့်ထားတယ်လို့ဆိုတယ်ဟုတ်ကဲ့ဒီလိုပါကျွန်တော်တိုနီကလက်ညှိုးငေါငေါထိုးကအော်လိုက်သည်ခမကိုအင်ကြီးအိတ်ထဲကဘာလဲအာချီပေါ့အလန်ဂျာနောက်တွန်သွားသည်လက်တစ်ဖက်ပြင်အင်ကြီးအိတ်ထဲသို့ဆန်းလိုက်ကျွန်တော်တေးအိတ်ပါခမညာ ်ခင်ဗျအိတ်ထဲမှာဘာရှိတယ်ဆိုတာခင်ဗျဆမ်းပြီးမှပြောနိုင်တယ်နော်ပြောင်ပြောင်လဲလဲတခုကပါလဲခင်ဗျကုန်းတုံးကကျွန်တော်မြင်လိုက်တယ်ဘာလဲပြောလေမြင်မြင်ပြောဗျာပြောင်ပြောင်လဲလဲဟုတ်လားအာချီဘောစောက်တရားမရဖြစ်သွားပြီပြီးမှတပြင်းချပြီးတတုဖောင်းတင်နဲ့တတုခဲတံကိုတော်တော်ရင်ရင်ဖြင့်ထုတ်ယူသည်ဒါတွေပါခင်ဗျကျွန်တော်ဖြင့်လန့်သွားတာပဲတရခဲအိတ်ထဲမှာတရအိတ်တို့ဖောင်းတင်တို့မရှိနိုင်ဘူးလားဟုတ်ကဲ့ရှိနိုင်ပါတယ်အာချီဘောဤတံမာအတက်တရောမရှိတော့ ငိုတော့မလို့ဖြစ်လာ၏။တိုနီကသူ့ကိုကဲခန့်နေသည်။တယ်လိုပြတက်တဲ့ကိုသူကြောင်ပိတ်ထားနေပြီ။ဘဲပြန်ညာပြန်တွေ့ပြီးပြီ။အာချီဘောမခုခံနိုင်တော့။ဒီလိုချိန်မျိုးတွင်ဝင်ပေါက်ကလေးမစိုးတော့ဖွင့်ပေးလိုက်ရင်လေးဘက်သွားပြီးဝင်လာမည်မို့ချာ။တိုနီကအတန်ကိုအညင်သာဆုံးပြင်ပြီး"ကဲမစ္စတာအာချီဘောပြီးတာတွေထားပါတော့ဗျာ။မားခဲ့တာတွေလည်းအလွန်ခမည်းအပြစ်ကြီးမဟုတ်ပါဘူး။အန်ဇွဲကိုသူဖွင့်တယ်လို့ခမည်းထင်တာဟုတ်ချေဟုံးမယ်။" ဒါပေမဲ့အန်ဇွဲထဲမှာအစကလေးကတနတ်မရှိတာကိုမဖြစ်နိုင်ဘူးလားမစ္စတာစတန်ကအဲ့ဒါနဲ့ပတ်သက်ပြီးတိတ်ဆိုးရင်ဘူးဆိုတော့ခမားထွက်ဆိုချက်နဲ့လည်းကန့်ညီတယ်လေဟုတ်ပါရဲ့ဖြစ်နိုင်ပါရဲ့ခမားအာချီဘောကဂျေဆုတင်စွာထောက်ခံသည်နောက်တစ်ခုကမစ္စတာစတန်ဟာအဲ့ဒါနဲ့တောင်းရင်ထိုင်စကားပြောနေကြသေးတယ်လေသူ့ခြေလိုမျိုးကိုခိုးတယ်ဆိုရင် तू သိမှာပါသိရင်ချက်ချင်းပြဿနာတက်မှာပေါ့ဟုတ်ကဲ့ဖြစ်နိုင်ပါရဲ့ခမား အရာမအမှန်တရားကြီးတစ်ခုကိုရှာဖွေတွေ့ရှိသူကြီးလေတံမျိုးပြင်အာချီဘောဆက်ပြောသည်မစ္စတာစတန်ရဲ့တရားခံပြေလည်သွားတာဖြစ်နိုင်ပါတယ်ဒါမှမဟုတ်အိမ်ထဲကိုတခိုးဝင်ပြီးတပ်ပုတ်ကြတဲ့အတန်ကိုကျွန်တော်ကြားရလေဖြစ်နိုင်ပါတယ်တခြားဖြစ်နိုင်စရာတွေလည်းအများကြီးရှိပါလိမ့်မယ်မဟုတ်ဘူးလားခင်ဗျာတိုနီပြောသည်ယုံကလေးကိုသူ့အချင်းပြန်ဖို့လမ်းဖွင့်ပေးလိုက်သည်ယုံကလေးတန်းနေအောင်ပြေးချသွားလိမ့်ပြီဒါပေါ့ဗျာဒါပေါ့ကဲဖြစ်နိုင်စရာတွေအများကြီးရှိပါလိမ့်မယ်ဆိုတာနဲ့ဒီနေ့အဆုံးသတ်ကြရအောင်လား ဒီနေ့ကျွန်တော်မေးစရာမရှိတော့ပါဘူးဟုတ်ကဲ့ပါခင်ဗျာဒီနေ့ကျွန်တော်ရွတ်ဖတ်ပေးခဲ့တာကတော့ဆရာတင်မောင်မြင့်ဘာသာပြန်ထားတယ်တန်နိလေးပြဆိုတဲ့ဘာသာပြန်ဝတ္ထုရဲ့ပိုင်း16ဖြစ်ပါတယ်ခင်ဗျာနောက်လာမယ့်ပိုင်း16ကိုဆက်လက်ဆောင်မြောနားဆင်ပေးကြပါဦးခင်ဗျာ တို့ညာပြည့်တဲ့များအားလုံးပဲစိတ်ချမ်းသာကိုကြမ်းပါရှိကြပါစေခင်ဗျာ။